လူကြားထဲမှာမသိတော်တဲ့ပြုမှုနဲ့ဇနီးဖြစ်သူကိုစာနောက်ခဲ့တဲ့မြင်းမြန် MCL ပြိသက်များအလုံးမဲမင်္ဂလာပါရှင်ပြိသက်များရှင့်မြင်းမြတ်ကကင်မရာရှိမှသာထိတ်တန်းမင်းသားတယောက်လေးနဲ့အနေထိုင်တတ်တာဖြစ်ပါတယ်ဒါပေမဲ့ကင်မရာနောက်ကွယ်လက်တွေ့ဘဝမှာတော့စာနောက်တက်ပြီးတငယ်ချင်းတွေနဲ့တောက်စားပျော်ပါရတာကိုအရန်ကြိုက်ပါတယ်တောက်စားတယ်ဆိုပေမဲ့တယောက်ထင်းမဟုတ်ပဲအဖွဲလိုက်စကားတွေပြောပြီးတောက်စားရတာမျိုးကြိုက်တာပါဒါကြောင့်မလို့လဲရှူတင်အားပြီဆိုတာနဲ့မြင်းမြတ်ရဲ့အိမ်မှာတပွဲတလန်ဖြစ်နေတတ်တာပါအိမ်မှာလူဆုံးမိဆိုတာနဲ့မြင်းမြတ်က ာသတွေရှောင်းနောက်ကစာနောက်ရတာမျိုးကိုကြိုက်တတ်ပါတယ်။ဒါအပြင်အခုနောက်ပိုင်းမှာမြညက TikTok အကောင့်လည်းဖောက်ထားပြီးဖြစ်တဲ့အတွက် TikTok လည်းဆော့လို့နေတာပါ။ပြီးခဲ့တဲ့ရက်ကလည်းအိမ်ကို sweet လာလေတာကြောင့်တုံတုံဖုံဖုံ TikTok လေးကိုဆော့ခဲ့ပါတယ်။တုံတုံနဲ့ဖုံဖုံဆော့တဲ့အချိန်မှာမြညက်ကဖုံဖုံနေရာမှာသူ့ရဲ့ငယ်ပါကိုပုတ်ပြလိုက်တဲ့အတွက်ပွဲဆူသွားတာပါ။မင်းသားတယောက်ကမတင်ကြောတဲ့အပြုမူကိုပရိသတ်တွေကိုလုတ်ပြလာလားလို့မိကုန်းထုတ်လာကြတာပါ။ဒါကြောင့်မလို့ပွဲတစ်ခုမှာမြညက်ကအဆိုပါအပြုမူကသူ့ရဲ့ဇနီးဖြစ်သူကိုရှိရွယ် ကလုတ်ပြခဲ့တာလို့ဆိုပါတယ် TikTok Sony နဲ့ချိန်မှာအရှိမစနီးဖြစ်သူကရှက်တီနေတာပါဒါကြောင့်မလို့ Sony နဲ့မြင့်မြက်ကစနီးဖြစ်သူကိုလမ်းပြီးတော့ပုတ်ပြလိုက်တာပါဘေးမှာဆွေးလို့လည်းရှိနေတာကိုအခုလို့စနီးဖြစ်သူကိုပုတ်ပြကစနာလိုက်တာဖြစ်ပါတယ်ဆွေးဆိုရင်လည်း မထင်ထားတဲ့လုံရက်ကြောင့်ရန်ကိုအံ့ဩတင်သွားခဲ့ရပါတယ်။မြင်းမြက်ကလူကြားထဲမှာအမျိုးသမီးကိုစားနောက်ကျင်တဲ့စိတ်ကြောင့်သာလုံလိုက်တာပါ။ဇနီးဖြစ်သူကိုစတာကလည်းလွန်နေလို့ပြိသက်တွေကဝေဖန်နေတာပါ။အခုလိုပြုံမှုကမတင့်တော်တဲ့ပြုံမှုဖြစ်တဲ့အတွက်စားနောက်ကျင်တဲ့ဆိုရင်တော့နှစ်ကိုကြားမှာရှိနေတဲ့အချိန်သာစားနောက်တင်တယ်လို့မြင်းမြက်ကိုနေထိုင်တတ်အောင်ပြန်တင်ပေးနေတာပါ။လူကြားထဲမှာစားနောက်လိုက်တာကအပြုံမှုရလေရန်ကိုရိုင်းတယ်လို့အထင်သေးစရာလေဖြစ်သွားတယ်လို့ထောက်ပြနေတာဖြစ်ပါတယ်။မြင်းမြက်ကစားနောက်တတ်တဲ့သူဖြစ်တာမို့ကင်မရာနောက်ကွယ်မှာဆိုအခုလိုသာ စနောက်နေတတ်တာပါမြင်းမြတ်ရဲ့စနောက်တက်တဲ့ဒဏ်ကိုဇနီးဖြစ်သူကလည်းအတော်လေးကိုခံရတာပါဒါအပြင်သားနဲ့သမီးဆိုရင်လည်းစနောက်ပြီးပျော်ရွှင်အောင်နေနေတတ်တာပါသားကြီးဖြစ်သူကတော့မြင်းမြတ်နဲ့မတူပဲမိခင်ဖြစ်သူလို့သာရုပ်တီတီနဲ့နေတတ်တာပါသမီးငယ်လေးကတော့မြင်းမြတ်လိုပဲမျက်နှာပြောင်ပြီးစနောက်နေတတ်ပါတယ် အခုဆိုရင် မြင်းမြက်ကတစ်တော့ဆော့ပြီဆိုရင်တမီးဖြစ်သူနဲ့သာဆော့လို့နေတာပါတမီးဖြစ်သူကမျက်နှာပြောင်လာကြတော့သူနဲ့အန်ကိုက်လို့နေတာပါဒါအပြင်တမီးငယ်လေးကအမှုပညာလုပ်ကိုလည်းဝါသနာပါပါတယ်ငငယ်ကလေးကအရှက်ကြောင့်မရှိပဲရဲတင်တဲ့အတွက်မင်းတမီးဖြစ်လာလိမ့်မယ်လို့ခံမှန်းနေကြတာပါမြင်းမြက်ကတမီးနှစ်ယောက်ယူထားကနောက်ထပ်ကလေးလေးထမမွေးတော့ပါဘူးတချို့တွေကမြင်းမြက်တို့ရဲ့အိမ်တော်ကြီးကတာယာမှုမရှိဘူးလို့တင်းမားတွေလွှင့်ကြပြီးမယ်လက်တွေ့ပွားမှာတော့တယောက်နဲ့တယောက်နှွေးထွေးတဲ့အိမ်တော်ကြီးကိုဖျက်ဆီးနေတာပါဒါအပြင်စနီးဖြစ်သူကမြင်း မြက်ရဲ့ဖြစ်တည်မှုတိုင်းကိုလက်ခံကနားလည်ပေးထားတဲ့အပြင်အလိုက်အထိုက်နဲ့နေပေးတာပါမြင်းမြက်ပေါင်းတင်းတွေကိုလည်းဇနီးဖြစ်သူကပါရမီလိုက်ဖြည့်ပေးပါတယ်အခုလိုမျိုးလူကြားထဲမှာမသိတော်တဲ့ပြုံမှုနဲ့ဇနီးဖြစ်သူကိုစားနောက်ခဲ့တဲ့မြင်းမြက်ပေါ့ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်လည်းလူပညာဆိုင်ရာအကြောင်းအရာတွေနဲ့အတူလက်တလုံးဖြစ်ပျက်နေတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်